ဲဆောက်မျိုးကထိုင်းမြန်မာနယ်စပ်ဂိတ်အနီးမှာနှစ်နိုင်ငံကားမောင်းသမားတွေကိုမူးယစ်ဆေးဝါးတုံးဆွဲခြင်းရှိမရှိစတင်စစ်ဆေးနေပါပြီ။ဒေါက်ခင်မင်းစောသတင်းပေးပို့ထားပါတယ်ရှင်။ထိုင်းမြန်မာနယ်ရာကော်မတီစီဝေးမှာဆက်မှတ်ခဲ့တဲ့နှစ်နိုင်ငံမူးယစ်ဆေးဝါးကာကွယ်ရေးလုပ်ငန်းစဉ်ရဒီစီစဉ်ကိုစတင်အကောင်အထည်ဖော်နေတာပါ။ထိုင်းမြန်မာနယ်စပ်ဂိတ်အနီးမှာထိုင်းကားမောင်းသမားတွေနဲ့မြန်မာဘက်ကနေထိုင်းဘက်ကိုနှင့်စင်ဝင်လာတဲ့ မြန်မာကားမောင်းသမားတွေကိုအော်တိုဘာလကစပြီးမူရစေဝါ30ရင်းချိမချိစတင်စစ်သေးနေပါပြီ။เรื่องยาเสพติดเป็นหลักนะครับการเฝ้าระวังการนําเข้ายาเสพติดสิ่งผิดกฎหมายจากนอกประเทศอันที่สําคัญก็คือการจัดระเบียบมูรสเซโกအဓိကအခြားစစ်သေးပါတယ်။မူရစေဝါတွေနေကြားကိုမဝင်နိုင်အောင်နောက်နိုင်ငံငယ်သဘောတူထားတဲ့မြန်မာဘက်ကကားတွေထိုင်းဘက်ဝင်လာတဲ့အခါစနစ်တကျဖြစ်ဖို့မြန်မာနဲ့သဘောတူထားတဲ့အတိုင်းလက်တွေ့ဆောင်ရွက်ထားပါလို့မဲဆောက်မြို့ပိုင်ရုံးလုံခြုံရေးတာဝန်ရှိသူတွေကပြောသွားတာပါ။ ဒီစစ်ဆေးမှုမှာကားမောင်းသူဒရိုင်ဘာကိုအဓိကထားစစ်ဆေးပါတယ်ပထမဆုံးမွေးရည်ဆေးဝါးသုံးမသုံးစစ်စစ်မှုချက်ချင်းပြုလုပ်ပြီးသီးဖြေဘောကနေလိုအပ်တယ်လို့ဆက်လက်ဆောင်ရွက်သွားမယ်လို့ပြောပါတယ်ညပြည်ဘက်မှာလည်းလိုင်းကားတွေစနစ်တကျတန်းစီထွက်ကြဖို့နဲ့မွေးရည်ဆေးဝါးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သူကဆက်ပြောပါတယ်ထိုင်းမြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်တဲ့တာချီလိုင်းနဲ့မဲဆန်ဝင်ဘက်မှာလည်းအခုလိုစစ်စစ်ဆေးမှုတွေပြုလုပ်နေတာတစ်နှစ်နီးပါးရှိနေပြီး ညရီမဲဆောက်နေတဲ့အဝင်လန်းကိုအခုမှစတင်စစ်ဆေးနေတာပါကျမခင်မင်းစောပါရှင်